ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Europa League Final မှာလဲကျွန်တော်တို့သာရှုံးနေခဲ့ပြီးတော့ Manchester United ကကျွန်တော်တို့လာမယ့်ရာသီရဲ့မျောလင်းချက်တွေအကုန်ပျက်စီးသွားပြီပေါ့လေဒီရာသီမှာအဆင့်16အထိကျွန်တော်တို့ကြာဆင်းလာခဲ့တယ်ဆိုတာကအသင်းရဲ့လွန်ခဲ့တဲ့52နှစ်အတော်တွင်နဲ့အသင်းသမိုင်းတလျှောက်မှာရှက်စရာကောင်းလောက်အောင်တီကိုတော်တော်ကိုအဆိုးဝါးဆုံးကာလဖြစ်နေတာပေါ့နော်အဲ့ဒီတဲကမှာကျွန်တော်တို့ရဲ့မျောလင်းချက်တစ်ခု ယူရိုပါလီဖလားကဒါအပြင်ကျွန်တော်တို့အနေနဲ့ကိုရီရှင်ကစားရတဲ့အတင်းကလည်းကိုရီလိုပဲကိုရီလိုပဲဘာမှမထူချဘူးကျွန်တော်တို့ရဲ့ပြည်တွင်းလိဂ်မှာဆိုဒီဖလားရတာနဲ့ချန်ပီယံစ်လိဝင်ခွင့်ရမယ်ဒီဖလားရတာနဲ့အတင်းရဲ့အနာဂတ်မှာအများကြီးအပြောင်းအလဲတွေဖြစ်နိုင်စွမ်းရှိမယ်ကောင်းကောင်းတည်ကြတယ်ပရိသတ်တွေကကစားသမားတွေကပိုင်ရှင်တွေကနီးပြတွေကဒါပေမဲ့လို့ပေါ့နော်အလုပ်ပြနိုင်ကြဘူး လို့မလုပ်ပြနိုင်ကြအောင်ဆိုတော့ကျန်တာဒီခဏထားပြန်ကျွန်တော်တို့ဟိုဘလူအသင်းနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ရှေ့ဆက်ပြီးတော့ brother တို့ဘလောက်ထိမျိုးလင့်ထားလဲမျိုးလင့်ထားလဲဆိုတာကောင်းတာတွေကြီးပဲမဟုတ်ကိုအသင်းနဲ့ပတ်ကျွန်တော်တို့ဒီကနေပဲဆက်သွားကြအောင်ပဲဆက်သွားကြအောင်လို့သွားပြီပေါ့နော်ဟိုຫນွေရာဒီຫນွေရာဒီအပြောင်းရွှေ့မှာຫນွေရာဒီအပြောင်းရွှေ့မှာကျွန်တော်တို့အမှန်ကန်ပြစ်မှတ်ထားနေတဲ့ကစားမားတွေရလာဖို့ကျွန်တော်မရှိတော့ ကွန်ညာတော့မှကျွန်တော်မသိကြတော့ဘူးဒါကွန်ညာတော့ထားပါတော့ဗျာသူ့အတူဘာပဲဖြစ်ဖြစ်ယူနိုက်တက်ကိုပြောင်းလာခြင်းလို့လို့ဆိုရင်တော့တမျိုးရီယာတီမှာကျွန်တော်တို့အတွက်အမှန်ကန်အချင်းကြီးကောင်းနိုင်မဲ့ကျွန်တော်တို့ဘာလို့ဒီကစားမားတွေဘလို့မှခေါ်လို့ရမှာမဟုတ်တော့ဘူးမန်ချက်စတာယူနိုက်တက်ဆိုတာကြီးကမန်ချက်စတာယူနိုက်တက်လို့ပဲကျွန်တော်ရှိတော့တာကျန်တာတွေဘာမှမဟုတ်တော့ဘူးဘာလို့ဒီတင်းရသွားပြီဒီတင်းရကျွန်တော်တို့ဘလို့မှနယ်လယ်မထူနိုင်တော့ဘူးသွားပြီဒီတင်းရကျွန်တော်တို့နယ်လယ်မထူနိုင်တော့ဒီတင်းဟာ လုံးဝပေါ့နော်ဟိုကွင်းနဲ့နာမည်ကြီးပဲကျွန်တော်တို့အလုံးစုံပြောပရိသတ်တွေပဲကျွန်တော်တို့ကြံခဲ့တော့တာကျန်တာတွေအလုံးကပြောင်းလဲသွားပြီဒီတင်းကြီးမှာကျွန်တော်မှဟိုဘယ်လိုလဲတွေးပြီးတော့ပျော်စရာတွေပဲကျွန်တော်တို့ရှိတော့တယ်ဗျာဒီလားဒါဓမ္မအတိတ်နဲ့ပတ်သက်လို့ရှိလာမယ့်အတင်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ကျွန်တော်တို့မှဗာမျောလင်းချက်မှကျွန်တော်တို့ရှိတော့ဒီရာဒီမှာအဆင့်16အဆင့်19ရာဒီတင်းမှုကျွန်တော်ရှိတယ်။ဘာဖလားမှန်လဲကျွန်တော်မရဘူး။တော်တော်လေးရှက်စရာကောင်းတဲ့ကစားသမားတွေကိုပိုင်းဆိုင်ထားတယ် ိုကစားမတွေကဒီပွဲမှာငါတို့ကောင်းအောင်လုပ်ပြရမယ်ဆိုတော့တည့်ရတဲ့တန်နဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးတော်တော်ကိုရှက်စရာကောင်းပါတယ်တော်တော်ကိုရှက်စရာကောင်းပါတယ်ကလပ်တင်းတစ်ခုဂျားထဲမှာလက်ရှိချန်ပီယံသွားတဲ့ကစားမတွေဂျားထဲမှာကဘယ်လိုပြောမလဲခံယူချက်ချင်းကတခြားစီဗျစပားကလည်းကျွန်တော်အနေနဲ့ပိုစတီကိုဂလူးကင်ပြီးကလေးကကျွန်တော်ဘယ်တော့မှမနိုင်ဘူးဒီရာဒီမှာ၄ချိန်တွေ့တယ်၄ချိန်၄ချိန်စပားတော့စပားကိုကျွန်တော်၄ချိန်တွေ့တယ်၄ချိန်ဆိုလို့ကျွန်တော်ရှုံးတယ်ဒါဆိုရင်ဒါလုံလောက်သွားပြီဗျာတိလားကျွန်တော်အသင်းရဲ့အချင်းကြီးကိုတည်ရဖို့က မန်ချက်စတာယူနိုက်တက်ဆိုတာကြီးပဲကျွန်တော်ကြံခဲ့တော့တယ်ပရိသတ်ဒီကြံမယ်မန်ချက်စတာယူနိုက်တက်ဆိုတာကြီးကြံမယ်အိုးထွက်ဖို့ကူညီကြံမယ်ဒါပဲအရာအလုံးဟာကျွန်တော်တို့ပြောင်းလဲသွားပြီမန်ချက်စတာစီးတီးတို့တိုးတက်လာတယ်အသင်းပိုင်ရှင်တွေ investment တွေအကုန်လုံးပေါ်တော့ကစားမအကောင်တွေရည်ချင်းရှိကြတယ်ဒီပါအုပ်သင်းတွေကျွန်တော်တို့အများကြီးပြန်တိုးတက်လာတယ်အာဆင်နယ်တို့အများကြီးပြန်တိုးတက်လာတယ်နယူကာဆယ်တို့အများကြီးပြန်တိုးတက်လာတယ်အက်စတူမီလာတို့အများကြီးပြန်တိုးတက်လာတယ်ဘရိုက်တန်တို့အများကြီးပြန်တိုးတက်လာတယ် ဖရစ်စတယ်ပဲလစ်တော်မှာယာစီစအတိုင်ပတ်နေတဲ့အများကြီးပြန်တိုးတက်လာတယ်။ဒါပေမဲ့ကိုရီးယားဒုံရင်ကဒုံရင်ပဲ။အေရစ်တန်ကရဲ့ပထမဦးဆုံးယာစီမှာအဆင့်၃နေပါရီနဲ့ကျွန်တော်ယာစီသိန်းနဲ့ဖလားတွေရတယ်။နောက်ယာစီမှာကျွန်တော်တို့ဘောနော်အဆင့်၉နေလာမသိဘူးကျွန်တော်ယာစီသိန်းနဲ့အဖီဖလားရတော့အတင်းရဲ့အခြေအနေတွေကိုပြောင်းပြန်လှန်နိုင်မယ်လို့ကျွန်တော်ထင်ထားတယ်။ဆိုတော့နောက်ယာစီကျွန်တော်ပြင်ပြင်စတယ်ဘာမှဖြစ်မလာဘူး။နီးပြအပြောင်းလေးကျွန်တော်လုပ်တယ်။ရူဘင်အမ်မိုရင်ကိုခန့်တယ်။ ဒီနေရာမှာနီးပြားကိုအပြစ်မြင်တာပဲဖြစ်ဖြစ်အပြစ်မမြင်တာပဲဖြစ်ဖြစ်ကျွန်တော်လက်ခံထားရမှာတကူကဒီနီးပြားရဲ့လက်အောက်မှာကျွန်တော်ဘာမှကောင်းမလာဘူးဆိုတာပဲဒါဒါကျွန်တော်လက်ဒါနီးပြားကိုအကုန်လုံးအပြစ်ပုံချတော့တာမဟုတ်ဘူးဒါပေမဲ့ဒါကျွန်တော်မြင်နေရတဲ့အရာအမိုရင်းရဲ့လက်အောက်မှာကျွန်တော်ဘာမှကောင်းမလာတယ်လို့ပူတော်မှကျွန်တော်စူသွားသေးတယ်အမိုရင်းရောက်လာပြီးကလေးကကျွန်တော်ပရီးမီးယားလိနိုင်ပွဲဘယ်နှပွဲရှိတယ်လက်ချိုးရီလို့၁၀ချောင်းမပြည့်ဘူးလက်ချိုးရီလို့၈ချောင်းကျွန်တော်မပြည့်ဘူး နော်တခြားပြိုင်ပွဲတွေမှာလည်းကျွန်တော်ဘာမှထူးထူးခြားခြားကျွန်တော်မရှိဘူးကစားပုံကလည်းအလုတ်ဖြစ်မလားမဖြစ်မလားကျွန်တော်မသိတော့ဘူးဒါဒါအမှန်တိုင်းဝန်ခံတာပဲ MODN ရဲ့ system ဟာကစားမားတွေအပြောင်းလဲလုပ်ရင်တောင်းမှာပေါ့နော်အလုတ်ဖြစ်ပါမလားကျွန်တော်မသိတော့ဘူး Premier League လိုနေရာမျိုးမှာ system တစ်ခုတည်းနဲ့ကျွန်တော်အနေနဲ့ခေါင်းပေါ်မှာနေရှစ်ဆက်ဖို့ကမလွယ်ဘူး Guardiola လို့တောင်းမှာအပြောင်းလဲတွေလုပ်နေရတဲ့ချိန်နော် positive goal glue တောင်းမှာကျွန်တော်ကြည့်ပါလား positive goal glue လို့အင်မတန်ခေါင်းမှာလွန်းပါတယ်ဆိုတဲ့နီးပြတောင်းမှာ အင်မတန် high defensive line နဲ့ပဲကစားလုံးပါတယ်ဆိုတဲ့နီးပြတောင်မှကိုရီနဲ့တွေ့တော့ဘလူးကစားသွားတယ်လေ။ဒါမှမဟုတ်ကျွန်တော်တို့ဟာဒီ system ကိုပြောင်းလဲနိုင်စွမ်းမရှိဘူး။ Amore ကပြောထားပြီးသားတော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။သူ့ကိုပြောင်းရင်ပြောင်း၊သူကပြောင်းလဲမှာမဟုတ်ဘူးလို့သူပြောထားတယ်။ဆိုကျွန်တော်တို့ပင်ဆက်သွားကြမယ်ကျွန်တော်တို့ဘူးသမားကလည်းဘလို့မှရှေ့ဆက်လို့မရတဲ့အတင်းတွက်ဘူးသမားမျိုးပေါ့နော်။နောက်တန်းနေကလည်းဘယ်သူ့ကိုယုံလို့ယုံရမလဲကျွန်တော်တို့မသိဘူး။ ဝင်လေဆိုလို့ရှိရင်လည်းတက်ကြီးရွယ်တွေကျွန်တော်ဖြစ်ကုန်ပြီးတော့အကူအရ exam တွေရှိမနေတော့သလိုတိုက်စစ်ပိုင်းမှာလည်းကျွန်တော်စိတ်ချတဲ့ exam တွေရှိမနေတော့ဘူးပေါ့နော် Manchester United လို့ကျွန်တော်ပြောလိုက်ရင်အသင်းကြီးတသင်းရဲ့အသွင်ပြင်တွေလက္ခဏာတွေကျွန်တော်မခံစားရတော့ဘူးခံစားချက်တွေမှာ United လို့ကျွန်တော်ပြောလိုက်တာနဲ့ဘယ်သင်းမဆိုတာဒီကောင်တွေကတော့နိုင်ပါတယ်ဆိုတာမျိုးကျွန်တော်ဖြစ်ကုန်ကြပြီချီရာဒီဒီလေတကယ်ပြောတာကျွန်တော်ဖက်ကောင်းလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအချိန်ကြီးရအဆင့်15လေး14လေးရောက်ကောင်းရောက်သွားလိမ့်မယ် အဲ့ဒီကျွန်တော်ကတော့ဘာလို့ကျွန်တော်တို့အောင်မြင်မှုနဲ့ပတ်သက်လို့ရှိရင်သူများတွေအောင်ပွဲခံတာတွေပဲတစ်ချိန်လုံးကြည်နေရတော့မယ်လို့ပဲစားကြည့်ဗျာကျွန်တော်တို့ဒီယာဒီမှာဆိုလို့ရှိရင်စင်း16နဲ့ကျွန်တော်ယာဒီတိန်းနေဆိုတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဘာ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 မျှော်လင့်လို့ရတယ်နံပါတ်1အသင်းဟာဝင်ငွေတွေကြာဆင်းလာတယ်ဝင်ငွေတွေကြာဆင်းလာတဲ့အောင်မြင်မှုတွေမရှိဘူးကစားသမားတွေကိုခေါ်ရတဲ့နေရာမှာ အည်သွေးကောင်းတဲ့ကစားမဆိုလို့ရှိရင်ဈေးကြီးပေးရတယ်လစာတွေအများကြီးပေးရတယ်တယောက်တော့ပဲခွန်နိုင်တယ်အဲ့ကြတော့ဘာဖြစ်လဲဆိုတော့အင်းကိုပြောင်းလဲနိုင်တော့တဲ့ဒီလူအည်အတွက်လုံလုံလောက်မရှိတော့ကျွန်တော်တိုင်ပတ်တယ်အကယ်လို့မဟုတ်ဘူးငါတို့ကလစာပေးတာတွေပါရှော့ချခြင်းနေဆိုရင်ပေးကြတယ်ကျွန်တော်တို့အင်းဘာ quality player မှရတော့မှာမဟုတ်ဘာလို့လဲဆိုတော့ကစားမကောင်းတယောက်ကိုခေါ်ဖို့အတွက်ကိုအင်းမှာဘာတွေဆွဲဆောင်စရာရှိလဲဒါကျွန်တော်တို့တွေ့ရတော့မှာကျွန်တော်တို့မှာဆွဲဆောင်စရာဘာမှမရှိဘူးဒီအင်းကြီးမှာ Manchester United ဆိုတာကြီးကလည်း ကျွန်တော်ခုနကပြောလို့နာမည်ကြီးပဲကျန်တော့တာဗျာ2021က final ကိုရှုံးထားတာတောင်မှကျွန်တော်မေးပြောက်လို့မရသေးတဲ့ချိန်အခုလိုမျိုးကျမလားပါလိ final မှာချက်ချင်းကြီးတမ်းမှုဖြစ်သွားတာကျွန်တော်ရှုပ်ဖို့ကောင်းပါလေကျွန်တော်တို့ဘောနော်ဒီကစားမားတွေဘာဒီမြတ်အကြောင်းပြချက်ပြီးကြအောင်မလဲဒီပါဒီနီးပြတွေဒီပိုင်းဒီဘာဒီမြတ်အကြောင်းပြချက်ပြီးကြအောင်မလဲကျွန်တော်တွေးလို့မရတော့ကျွန်တော်ကိုကျွန်တော်ကိုကျွန်တော်တို့လက်မခံနိုင်ကြအခြေအနေကြီးကိုကျွန်တော်ဖြစ်နေပြီ ရှေ့ဆက်ပြီးတော့လည်းကျွန်တော် United နဲ့ပတ်သက်လို့ကျွန်တော်တွေးကြည့်လိုက်ရင်ရှေ့ဆက်ပြီးတော့လည်းကျွန်တော်မှာအမောင်နေ့ရက်တီပဲရောက်လာဖို့ရှိတယ်ဗျာဒီလားအမောင်နေ့ရက်တီပဲရောက်လာဖို့ရှိတယ်။ရီယာဒီပြောင်းရွှေ့မှာကျွန်တော်ကတော့အတင်းကဟိုဥတီချက်ပြောင်းနေဦးမယ်လို့ကျွန်တော်ထင်တယ်။ဒီလားဥတီချက်ပြောင်းနေဦးမယ်လို့ကျွန်တော်ထင်တယ်။ဗာအခုဆိုရင်ကျွန်တော်တွေးတော့မှာပဲလीဗျာ။ရူဘင်အမ်မိုဒီကိုငါတို့ယုံမှာလား။ငါတို့ဆိုအခုကလေးကအမ်မိုဒီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကတန်တရားတွေဖြစ်လာကြပြီ။ဘာလို့လဲဆိုတော့သူရောက်ကလေးကအခုချိန်ထိဘာမှမအပြောင်းလဲမရှိတာ။ဒါကြီးပဲသူသုံးနေတာ။ ကျွန်တော်တို့ကသူ့ကိုနားလေပေးထားတာဆိုတော့အော် तू ကတော့ယာဒီအလဲမှာရောက်လာတာပဲလေဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်နားလေပေးထားတာ။အမ်မိုရီနီနဲ့မန်ချက်စတာယူနိုက်တက်ကိုပူကောင်းလာအောင်ဘာတွေလုပ်ပြနိုင်တယ်လဲဆိုကျွန်တော်တို့မှလက်စုပ်ကင်ပြရတာဘာမှတိတ်မရှိဘူး။ဆိုတော့ပိုင်ရှင်ကြီးရဲ့ဘက်ကလည်းလူဝင်အမ်မိုရီကိုငါတို့ဆက်ထားမှလားငါတို့ယုံကြည်မှလား။ယုံကြည်နဲ့အပြည့်အဝယုံကြည်မှလားဒါမှမဟုတ်နည်းနည်းပဲလား။အဲ့ဒီတန်ဟာတို့ငါတို့ဖြစ်မှလား။ဘာလို့လဲဆိုတော့အကယ်လို့ကအိုကေငါတို့ကတော့ဒီနွေရာတီပြောင်းရွှေ့မှာဟဲ့ Okay MOD နဲ့ပတ်သက်တဲ့ MOD တွေအစီအပြင်းနဲ့ကစားမလေးတွေငါတို့ခေါ်ပြီးလိုက်မယ်။နောက်ရာသီကျတော့ MOD ဟာအပြောင်းလဲလို့မှမဟုတ်ဘူး။ဒါတော့ထင်သလိုဖြစ်မလားလို့တိုင်ပက်တည်းဆိုလို့ရှိရင်ပွဲစဉ်၅လောက်ကလေးကနေပြီးတော့ MOD ကိုထုတ်ပြီးနောက်တစ်ယောက်ထက်ခန့်မှလာ။ဒါဆိုရင်ကျွန်တော်တို့ဒီလိုရာသီလေးကျွန်တော်တို့ဖြစ်နေဦးမှာပဲ။ဒါတော့အသင်းပိုင်ရှင်ကြီးရဲ့ဘက်ကနေပြီးတော့ကျွန်တော်ကတော့ဗောနော်ဥတီချက်ဒီပျောက်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဘလောက်ပဲကျွန်တော်တို့မှာဘယ်နှစ်မှာဘာဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးပဲကျွန်တော်ရှိရှိ ကိုအတင်းဟာရှေ့မှာကျွန်တော်တို့ကိုကိုအတင်းရဲ့အနာဂတ်ကိုလှမ်းကြည့်လိုက်ရင်တွေးကြည့်လိုက်လို့ရှိရင်ကိုပဲအမောင်ဓုကပုံများနေတယ်ဗျာဒီလားကျွန်တော်တို့အတွက်အဆင်မပြေတာတွေပုံများနေတယ်ကျွန်တော်တို့အတွက်မျောလင်းချက်ထားလို့မရတဲ့အရာတွေပုံများနေတယ်ကျွန်တော်တို့အတွက်အောင်မြင်နိုင်မယ်ဆိုတဲ့နေ့ရက်တွေကရှေ့မှာတွေးကြည့်လို့မရတော့တဲ့အခြေအနေမျိုးမန်ချက်စတာယူနိုက်တက်လိုမျိုးအောင်မြင်မှုတွေအတီးတီးယူထားတဲ့အတင်းမှာကစားနေတဲ့ကစားသမားတွေကဖိုင်နယ်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့စပါးကိုကျွန်တော်တို့ကျုံးနေတယ် ကျုံတဲ့ခါတောင်မှတော့ဘလောက်တောင်ရှက်เสียရကောင်းလဲကျွန်တော်ပြောပြအောင်မယ်ဘလောက်တောင်ရှက်เสียရကောင်းလဲဒါပွဲကြီးရတဲ့ညီကူတွေအများကြီးရှိပါတယ်ကျွန်တော်ထူးထူးခြားခြားပြောเสียရတော့မလို့စပားဟာတပွဲလုံးမှ၃ချိန်မြေကိုပေါက်ကန်သူမှုရှိတယ်တပွဲလုံးမှစပားဟာကိုပေါက်ကန်တာ၃ချိန်မြေရှိတယ်အဲ့ဒါပထမပိုင်းရဟာဒီနော်ဆိုတော့တချိန်မြေကိုပေါက်တဲ့တယ်အဲ့ဒါတော့မှကျွန်တော်အနေနဲ့ညီကူတို့သိပါတယ်ဘယ်လုံးလဲကျွန်တော်ဂူးပြလိုက်ရတဲ့အလုံးလေးဘလောက်တောင်မှရှက်เสียရကောင်းလဲ ကိုဒီ16ကြိမ်ကန်ကွင်းရှိရပြ16ကြိမ်ကိုပေါက်ကန်ကွင်းရတယ်6ကြိမ်ရှိကိုပေါက်တဲ့တယ်တို့တလုံးမမရဘူးတလုံးမမရဘူးဘောလုံးပိုင်ဆိုင်မှုတွေလည်းကူပတ်မှာပဲနော်စပါဟာစပါဝဲလ်ဒန်စပါတို့ဝဲလ်ဒန်မှာတော့ပါပါစပါကဟိုသူတို့ကိုရတယ်နောက်ပိုင်းသူတို့လှုပ်ရှားရှိတဲ့ခန်းစည်းကိုအကောင်းဆုံးသူတို့ကာကွယ်သွားတယ်စပါမှာမှားတာဘယ်ကစားမှမှားတာကျွန်တော်တွေ့လဲစပါမှာဘယ်သူမှမမှားဘူးရှုပ်ရှက်ခတ်နေတဲ့အခြေအနေပဲဖြစ်ဖြစ်နော်မရှုပ်တဲ့အခြေအနေပဲကျွန်တော်ဖြစ်ဖြစ် စပါက defensive ဘိုင်းရောဘိုင်းရောအကုန်လုံးကိုအပြစ်အနာစာမရှိသူတို့ဒီ플ားကိုရကျင်စုံနဲ့အမှန်ကန်လုတ်သွားတာကြားတဲ့အခွန်ရေးလေးမှာ၃ချိန်ပဲရှိတယ်ဗျာတစ်ချိန်၉ပေါက်တက်ပြီးတော့တကူကူသွားတယ်ကိုရီ၁၆ချိန်ကန်နေ၆ချိန်၉ပေါက်တက်တယ်တလုံးမမကူကျွန်တော်တို့ဘလူဘလူဘလူဘာမျိုးရင်းချက်နဲ့ဒီစားမားတွေကိုကျွန်တော်ရှေ့ဆက်ကြည့်ရမယ်ကျွန်တော်ကတော့ဗောနောအဲဒီပုံစံနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်လာမယ့်ညရာဒီအပြောင်းရွှေ့မှာလဲအသင်းဘက်ကငွေကြီးဒီပါတွေမတက်နိုင်တဲ့ခါကျတော့တေးကြတယ် အပြောင်းလဲတွေလည်းဘာမှရှိလိမ့်မယ်လို့ကျွန်တော်ထင်ဘူးအပြောင်းလဲတွေဘာမှမရှိဘူးဆိုလို့ရှင်တော့နောက်ရသည်မှာလည်းအတင်းရဲ့အချင်းကြီးကပြောင်းလဲလာမှာကျွန်တော်မဟုတ်ဘူးကျွန်တော်တို့အတွက်လက်ရှိလုံးဆရာရှိတာကခဏကပြောလို့ပဲနီးပြကိုယုံကြည်တာမယုံကြည်တာဒါကတော့အတင်းပိုင်ရှင်ကြီးကန်တာပေါ့လीနော်ဒါသူတို့ကတော့နီးပြကိုဘယ်လောက်ထိရှေ့ဆက်မလဲကျွန်တော်မသိဘူးဒါပေမဲ့လို့ကျွန်တော်လက်ရှိကျွန်တော်တို့အသစ်ခေါ်ယူနိုင်တဲ့ကစားမကောင်းတွေမရှိဘူးဆိုရင်လက်ရှိကစားမတွေကိုလက်လုပ်ဖို့ကတော်တော်ကိုခဲယဉ်သွားပြီ နော်လက်ရှိကစားသမားတွေကိုလက်လို့ဖို့ကျွန်တော်ခေရင်သွားပြီဆိုတာနဲ့အသင်းရဲ့အနာဂတ်ဟာပြောင်းလဲလာဖို့မရှိဘူးဒီကစားသမားတွေနဲ့ဆိုပြောင်းလဲသွားလို့မရှိဘူးဒီကစားသမားတွေနဲ့ဆိုပြောင်းလဲလာဖို့မရှိဘူးဒါ100%တေးကြတယ်ဘူးသမားအန်ဒရယ်အိုနနာနေရာကိုကျွန်တော်ပြောင်းနိုင်မှာလားလုကရှောရဲ့နေရာကိုကျွန်တော်ပြောင်းနိုင်မှာလားဟုတ်တယ်မလားနော်ကက်ဆမဲရိုကကောင်းပါတယ်နော်အခုဟာအဆင်ပြေနေတာဒါပေမဲ့လို့ကျွန်တော်သူဟာ32 33ကျွန်တော်ဖြစ်နေပြီဖာနန်ဒက်စ်လက်ရှိမှာအားကိုးနေရတော့မယ်ဒါပေမဲ့32 30 31ကျွန်တော်ဖြစ်နေပြီ ပက်ထရစ်ဒူကူမရဘူးရက်စမန်ဝိုင်လန်မရဘူးဂါနာချိုမရဘူးကျွန်တော်အသင်းမှာအဆင်မပြေပါဘူးဒီကစားမားတွေနဲ့ကတတော်ကိုအဆင်မပြေဘူးပေါ့နော်အဲအကြောင်းပြောတာကျွန်တော်တို့ဒီဘောလုံးဝဲတွေမတိုင်ခင်ကလေးကမင်းမမင်းဖိုင်နယ်ကိုရှုံးပွဲမရှိမှကလုံးမင်းကြိုက်တဲ့နီးနဲ့တက်လာဖိုင်နယ်မှာဖလားမရရင်မင်းအလကားပဲဘယ်သူမှမင်းကိုအမှတ်မရဘူးပြည်တည်လားမင်းဒုတိယရခဲ့တဲ့ကောင်ကိုဘယ်သူမှခေါင်းလည်းမထည့်ဘူး เนาะဘယ်နှစ်ကဘသူတွေဖလားရတဲ့လုံးဆိုလို့ရှိရင်ဖလားရတဲ့កောင်ပဲမှတ်မိရဲ့ဘယ်တော့မှဒုတိယရတဲ့កောင်မှတ်မှတ်ပြီမိမမင်းကြိုက်တဲ့ပုံစံနဲ့တက်လာဇောင်ထိုးတက်လာတက်လာဖြောင်းမြန်တက်လာတက်လာဒီအခုမင်းရှုံးမဲမရှိကျွန်တော်နေတဲ့တက်လာတဲ့အလကားပဲလကားပဲဖလားမှမရတာလေဖလားမှမရတာလကားပဲဒီကကျွန်တော်ကျွန်တော်အမှန်တမ်းပြောဒီအသင်းနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ပူကောင်းလာနိုင်နေဆိုတော့ ဒီခန်းစားချက်ကိုမရှိတော့ဘူးပြတိလိုက်ကိုကိုအတင်းအနာကနဲ့ပတ်တယ်ဒါရေယာဒီပြောင်းရွှေ့မှာဘသူပဲအပြောင်းလဲလှုပ်လို့ပဲကစားမားတွေပဲကျွန်တော်တို့ထက်ထက်အဆင်မပြေဘူးပေါ့နော်ဆိုတော့ဟိုတချို့တတိနေမှာသလိုရှင်လည်းပဲအမ်မိုဒင်ကိုအပြောင်းလဲလှုပ်တော့မလို့ဘာညာဓာမျိုးတွေလည်းရည်ထားတာရှိတယ်ပြီးကြတော့လည်းနီးပြပြီးသူအမ်မိုဒင်ကိုဆက်ပြီးတော့အချိန်ပေးဦးမှာတဲ့ဘာညာပြောကြတာလေးလည်းကျွန်တော်ရှိတယ်တကယ်လည်းပဲအမှန်တိုင်းပြောရရင်ပြအဲ့ဒါလေးကိုကျွန်တော်တိတ်တောင်မှစိတ်မဝင်စားနိုင်တော့ဘူးလို့ပဲကျွန်တော်ပြောရမလားစိတ်စိတ်မဝင်စားနိုင်တော့ဘူးလို့ပဲကျွန်တော်ပြောရမလား ဘာလို့လဲဆိုတော့အပြောင်းအလဲရတယ်လုံနေတာပဲနော် editor ဟာတော့ငါလဲကျွန်တော်တို့အလိုပဲ hooligan social တော့ငါလဲကျွန်တော်အလိုပဲ ranjik ကြီးတော့ငါလဲအလိုပဲနော် ranjik ပြောစကားတွေဆိုလို့ချင်းကျွန်တော်လက်ရှိပြန်တွေးကြည့်လဲမနစ်တနည်းလိုပဲလေဒါပေမဲ့ကြာခဲ့ပြီနော် morinho တော့ငါလဲကျွန်တော်တို့အဲ့ဒီတိုင်းပဲ luis van ha တော့ငါလဲကျွန်တော်တို့အဲ့ဒီတိုင်းပဲအခုလက်ရှိ ruben amorin လဲဒီတိုင်းပဲဘာမှားနေမှန်းကိုမတွေးတတ်တော့ဘူးမှန်တယ်ပြောရင်အတင်းက တကယ်ပြဘာမှအနိမ့်ကိုကျွန်တော်မသိတော့နီးနီးပြားတွေလည်းကျွန်တော်အလီလီပြောင်းခဲ့တာပါပဲနီးပြားတွေလည်းလီလီပြောင်းနေငွေမတုံးဘူးလားဆိုတော့လေငွေတွေလည်းတုံးခဲ့တာပဲငွေတွေလည်းကျွန်တော်တို့တုံးခဲ့တာပဲကစားမတွေမခေါ်ဘူးလားဆိုတော့လေကစားမတွေခေါ်ခဲ့တာပဲအဲရီတန်ဟာလက်ထက်တော့ငါလည်းတန်ဟာနဲ့လက်တွဲခဲ့တဲ့ကစားမတွေတန်ဟာကြိုက်ပါတယ်ဆိုတဲ့ကစားမတွေ16ရောက်လောက်ကျွန်တော်ခေါ်တာပဲ မော်ရီညိုတို့ကလည်းမော်ရီညိုလိုချင်တဲ့ပေါ့ပါတို့ဇလာတန်တို့လူကာကူတို့ကျွန်တော်ခေါ်တာပဲဖယ်လိုက်နီနော်ဗာလေဖယ်လိုက်နီဆိုလို့ရှိရင်လည်းဗာလေလူဒီမွိုက်ဒေးဗစ်မွိုက်ရဲ့လက်ထက်တုန်းကခေါ်တာပဲအခုလည်းရှိအမိုရင်လက်အောက်မှာလည်းခေါ်ထားတဲ့ပက်ထရစ်ဒူဂူမီနီ90အပြည့်နော်ကျွန်တော်တို့ကကွင်းထဲမှာရှိနေတာကလွဲရင်ဘာမှသူစီကကျွန်တော်တို့ကဘာမှခံစားချက်ကျွန်တော်မရဘူးဒါကြောင့်ကျွန်တော်အတင်းရဲ့အတင်းရဲ့ရှေ့ရင်းနဲ့ကျွန်တော်တွေးကြည့်လိုက်ရင် ကိုရီးယားတော့ရှေ့လျှောက်ပြီးတော့သူများအောင်ပွဲခံတာပဲကြည့်ရတော့မှာပဲကိုရီးကိုတိုင်အောင်ပွဲခံဖို့နော်ကိုရီးကိုတိုင်အောင်မြင်မှုတွေပြင်မြင်ရဖို့ကတော့မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဒီပုံစံတွေကနှစ်ဘလောက်ကြာအောင်မလဲကျွန်တော်မသိဘူးများတွေကတော့ပြောတာပေါ့လေဘောလုံးသင်းနေဆိုတာမျိုးကဒါအမြဲတမ်းတပတ်လည်လေးရှိတယ်ပေါ့နော်နှစ်ဘနစဲကြိုင်တစ်ခါဘနစဲကြိုင်တစ်ခါပေါ့ဒီဘဝူးသင်းဆိုလို့ရှင်လည်းပဲဒီတိုင်းပဲဘာညာပေါ့တခြားသင်းနေဆိုလို့ရှင်လည်းပဲဒီတိုင်းပဲဘာညာပြောကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့မမြင်နိုင်ဘူးကိုအသင်းကိုအဲ့လိုတပတ်ပြန်လည်ဖို့ကအတိလား အဲ့တပတ်ပြင်လဲဘူးငါတို့ဘယ်လောက်ဆောက်အောင်မောင်းဟုတ်တယ်မလားအတင်းရဲ့ management ဘိုင်းနေကြီးပြဘိုင်းနေကစားသမားဘိုင်းနေစိတ်ပြက်စရာပါကစားမားတွေသူတို့ဘာသာဘယ်လောက်ပဲအကောင်းဆုံးကျူးသားကြတယ်ပဲပြောပြောသူတို့မျက်လုံးနေရမလိမ်ဘူးဗျာဟုတ်တယ်မလား final လို final လို final လို့မျိုးအနေအားမျိုးကြီးမှာကျွန်တော်မှားလို့မရဘူးဒါလည်းမှားတာပဲစပါဘက်ကကျွန်တော်ပြောချင်းချင်းလေစပါဆိုလို့ရှိရင်မနေ့လုံးမှားတာကျွန်တော်တွေ့ခဲ့လေ final မှာ final ကို final ကိုကစားသွားတာပဲမနေ့လုံးတွေ့ခဲ့လေ တော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ plan ကရှင်းတယ်ဗျာငါတို့ရှုံးနေတယ်မလားငါတို့ဝမ်းစီးနဲ့ရှုံးနေတယ်မလားဒါမှမဟုတ်ဥဆောင်ကူတွေပြီးနေရတယ်မလား okay plan ကပါလေ idea ပေါက်ဆက်ကိုအရက်ရှိတဲ့ကောင်ထည့်ပြီးရင်လောင်းပေါ်တာတင်းတော့အခုလိုမျိုးစပားလိုမျိုး box clearance ကောင်တဲ့ခံစစ်တွေရှိတဲ့အခါကျွန်တော်တို့မလုပ်နိုင်သေးလေဘာမှမလုပ်နိုင်တော့ဘူးဘာမှမလုပ်နိုင်တော့ဘူးဆိုတော့ plan ကူကကို့မှာကောင်းကောင်းမရှိဘူး plan ကိုကောင်းကောင်းမရှိဘူးဥဆောင်ကိုလည်းရောက်မရအောင်အဲ့ဥဆောင်ကိုဒီကြိုးဒီမပေးရခင်ကြည့် ရာအလုံးဟာကူးပတ်မှာအခြေအနေမျိုးတွေဖြစ်နေတာဝဲဦးလဲကျွန်တော်တို့เนาะဘောလုံးပိုင်ဆိုင်မှုအသာစီးတွေနဲ့ကစားနိုင်နေเนาะပြီးလို့ရှိရင်လည်းပဲအဲဘောဂိုးပေါက်ကန်တူးမှုတွေလဲကျွန်တော်ရှိတယ် NDA လေးလဲကျွန်တော်ပေးနိုင်နေဘူးကြတော့ကျွန်တော်တို့သူများသူများရသွားတယ်နောက်တော့ရှစ်ဆရာကောင်းလဲကျွန်တော်ဒါမားတွေအဲကြောင့်ပြောတာဒီလိုမျိုး player တွေနဲ့ရှစ်ဆရာတွေရတော့ဗောနောကျွန်တော်တို့ဘလို့မှအတင်းဘက်ကကောင်းတဲ့အနာဂတ်တစ်ခုတင်မလိုက်သူများတွေပြောသလို တောက်ပါတဲ့အနာကတခုကတော့မျောလင်းလို့ရမယ်လို့မထင်ဘူးပေါ့နော်တကယ်ပါရှေ့ရှေ့3လောက်ကျွန်တော်တို့ဘလို့ဘလို့ဘလို့ဆက်ရမလဲရှေ့3လောက်ထိကျွန်တော်တို့ဘလို့ဘလို့ဖြစ်ဆက်ရမလဲဖြစ်လာမယ်3လောက်ကိုကျွန်တော်တို့ဘလို့ဖြတ်တန်းရမလဲညနေအောင်ဝက်ခံတာပဲကျွန်တော်ကြည့်ရမှာပဲနော်ဒါပဲရှိတာပဲကိုသိနေပတ်သက်လို့ဘာမှမမျောလင်းချင်မရှိတော့ဟုတ်ပြောတာဟမ်သူများတွေပြောင်ပြောင်ပေါ့ဗျာဟုတ်တယ်မလားသူများတွေပြောင်တာကတော့ဘယ်လိုပြောမလဲသူတို့ဖလားရတယ်ဒါမှမဟုတ်အတိအမှန်ကိုရီကြာရှုံးတယ်ဒါဒါကြောင့်ပြောင်တာပဲလေဒါခံမှာပဲ ယောပြပြောင်းတာမကြရင်မင်းရကိုကိုအေးစီးနေဟုတ်တယ်မလားနော်ဒါဘုံပရိသတ်တွေကဒီတိုင်းပဲဒါပြဿနာဘာပြဿနာမဟုတ်ဘူးဆိုတော့ဘာလို့ပြောင်းခန်းတာလဲကိုသိညံ့လို့ပြောင်းခန်းတာလေးရှင်းရှင်းလေးပဲဟုတ်တယ်နော်ဆိုတော့ဒါတော့စိတ်ဆိုးလို့မရအောင်နော်ပြောင်းမှာပဲဒါဘုံပရိသတ်တွေဒါပေမဲ့လို့ဒီကကျွန်တော်တို့စိတ်ပူရမှာကသူများပြောင်းတာမပြောင်းတာမဟုတ်ဘူးကျွန်တော်တို့အမှန်ကန်စိတ်ပူရမှာငါတို့အတင်းအနာကဘာတွေဖြစ်နေပြီလဲငါတို့ဘာတွေညှို့နေလို့ရတယ်ဘယ်လိုတွေဖြစ်နေပြီလဲအတင်းကတော့သွားပြီအတင်းကသွားပြီကျွန်တော် စပားကိုတောင်မှ၄ချိန်တွေ့တာ၄ချိန်စလုံးကျွန်တော်ကုန်းတယ်စပားကို၄ချိန်တွေ့တာ၄ချိန်စလုံးကျွန်တော်ပြီးများလေးနောက်ဆုံးပွဲစဉ်38ကျွန်တော်တို့ဘယ်လိုကြည့်ရမလဲပွဲစဉ်38ကျွန်တော်တို့ဘယ်လိုကြည့်ရမလဲကျေးမာတော့ဗျာကုပရိသတ်တွေထဲမှာစိတ်ညစ်နေကြတဲ့သူတွေလည်းရှိမှာပေါ့နော်နားလေပါတယ်နားလေပါတယ် လူတိုင်းอ่ะဗျာသိတယ်မလားเนาะကိုဒီပြိသက်ကြီးဆိုတာကို့အနာဂတ်တို့ဘာလို့ကျွန်တော်တို့ကြည့်တယ်။အာငါတို့တို့တလန်းနေရှိတယ်ငါတို့ဘလို့ဒီပြမလား။အတင်းအကြောင်းကိုကျွန်တော်တွေးလိုက်တဲ့အချိန်မှာကို့အကြောင်းတော့မတွေးနဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ပုံကိုကြီးမှာဖြတ်တန်းနေပြီးတော့တွေ့နေကြုံနေရတဲ့အခက်အခဲတွေဆိုတာတို့ခေါင်းနဲ့မထင်နိုင်တော့ကိုအတင်းနဲ့ပတ်သက်ပြီးတော့ပဲတိုင်ပက်တရဲဆိုတာပဲတွေးကြတော့တာ။ တော့မှပြန်အောင်မြင်မယ်လဲမသိတော့ပါဘူးဗျာနော်တော့လာမယ့်ຫນွေရာသီပြောင်းရွှေ့ကတော့တော်တော်ကိုတော်တော်ကိုရှည်တဲ့တော်တော်ကိုရှည်လျားတဲ့ကာလလကူကိုစက်တန်းရအောင်ပါပဲပြက်ဖို့ကောင်းပါလေစိတ်ဒါမားရင်းနဲ့ပတ်သက်ပြီးတော့စိတ်ပြီးတော့အများကြီးအကောင်းမြင်နေတယ်ပါတော့ဘူးကောင်းရင်းနဲ့ပတ်သက်ပြီးတော့မျောရင်းချက်တွေလည်းမထားတော့ဘူးဒီအသင်းနဲ့ပတ်သက်ပြီးတော့ဒီပိုင်းရှင်ရဲ့လက်အောက်ဒီမန်နေဂျမန့်ရဲ့လက်အောက် လုံဆုံးပြောလိုက်မယ်ဗျာဒီနီးပြရဲ့လက်အောက်ကျွန်တော်ဘာမှမမျှော်လင့်ပြောတာပရီးမီးယားလေးလူနေရာမျိုးကိုလာပြီးတော့ဒီပုံစံတစ်မျိုးတည်းနဲ့ကျွန်တော်တို့ဘယင်ဖြစ်ချင်လို့မရဘူးပုံစံတစ်မျိုးတည်းနဲ့ကျွန်တော်ရှေ့ဆက်ချင်လို့မရဘူးအခုချိန်ပြောလို့ရှိရင်တော့လူမုံများတာပဲဖတ်တင်ပါပဲလေအာနီးပြဘာမှတောင်မှလူတွေစားထုတ်မပြရတယ်ဦးနီးပြကိုပြောနေပြီဆိုပြီးဖြစ်ကြမှာပဲနီးပြဖြစ်တဲ့ အဲ့ရတန်ဟာလက်ထထုံကလည်းတန်ဟာမဟုတ်ရင် ပြီးရောကျန်တဲ့လူဘယ်သူပဲဖြစ်ဖြစ်ဆိုပြီးတော့ပြောခဲ့ကြတဲ့သူတွေလည်းရှိတာပဲအဲ့လူတွေကတော့ဆူတောင်းမားတယ်လို့ပဲကျွန်တော်တွေးတယ်တန်ဟာမဟုတ်ရင်ပြီးရောဆိုတဲ့သူတွေတော့ရှိတာပဲဆက်ပြပါရယ်ဗျာတကယ်ပါ sorry ပါနော်ပွဲနဲ့ပတ်သက်ပြီးတော့ကိုပဲဘာပြောရမှန်းကိုကျွန်တော်ပြီးတော့တော်တော်လေးလဲစိတ်စိတ်ပြတ်တယ်ဆိုတဲ့ တကားကလို့ရင်ဘာဆက်ပြောမှမသိတော့အရင်တုန်းကတော့ဗျာဒေါသထွက်တာပေါ့သိတယ်မလားအာဘလူးပညာပေါ့ကိုတင်ပဲတလို့ရှင်ဖြစ်တင်တာတွေမဖြစ်ကစားမားတွေကတုံးကြတော့သူချင်းကဒေါသဒေါသထွက်တာဒေါသကိုမှထွက်ချင်းစိမ့်မရှိဘူးစိတ်ပြက်တဲ့အဆင့်ကိုရောက်သွားပြီဗောနစိတ်ပြက်တဲ့အဆင့်ကိုရောက်သွားပြီဟေးပေါ့ဗျာနော်အော်ငါတို့ကောင်းတဲ့နေ့တွေရောက်လာအောင်ပါပဲလို့ပဲမျှော်လင့်ပြီးတော့ပဲနော်ပြောမလို့ရှေ့ဆက်အောင်ပါပဲ ဒီကြောက်ကတော့ကျွန်တော်တို့ရဲ့ဒီလက်ရှိ2024 2025ပေါ်လာဒီဟာကျွန်တော်မန်ချက်စတာရဲ့တမိုင်းတစ်လျှောက်မှာချက်စရာအကောင်ဆုံးချက်ဒီအယုတ်ဆုံးเนาะအဆိုးဝါးဆုံး ကာလာတစ်ခုခဲ့ရတာပဲဒီထက်ပိုကောင်းတဲ့ကာလာတွေမြင်ရဖို့ပဲမျှော်လင့်ရတော့မှာပဲတိုင်မလို့ဒီကြောက်ကတော့ဒီပုံစံနဲ့တော့ကျွန်တော်တို့မဖြစ်ဘူးဆိုတော့ကဲဆရာသမားတွေစကားတော်ကောင်းကောင်းမပြောနိုင်တော့ဘူးเนาะ sorry ပါ sorry ပါဆိုတော့ဒီကြောက်ပါတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဒါပဲပြောနိုင်တော့တယ် တော့ hopefully เนาะနောက်ဗီဒီယိုမှာကျွန်တော်တွေ့ကြတာပေါ့အားလုံးကိုကျေးဇူးပါ